Hello အားလုံးပဲမင်္ဂလာပါ United ရှိဖို့ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ဒီအကြောင်းကိုကျွန်တော်ပြောသွားပါမယ်။ကာနာဂျူရဲ့အပြောင်းရွှေ့တို့အပြင်ကျွန်တော်တို့ဘောနော် Dice တင်နဲ့ပတ်သက်လို့ Goldma ရီနဲ့ပတ်သက်လို့လည်းကျွန်တော်ရထားတဲ့သတင်းလေးတွေကျွန်တော်တို့ရှိတယ်။ဒါလေးတွေကိုကျွန်တော်တို့ဆွေးနွေးသွားကြပါမယ်။အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဂနာချူနဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်အရင်ဆုံးပြောကြည့်အောင်အဓိကအားဖြင့်ကျွန်တော်ဒီထဲမှာဂနာချူအကြောင်းကိုကျွန်တော်အဓိကပြောမှာဆိုတော့ဗောနော် ဆိုတော့ဂနာချူနဲ့ပတ်သက်လို့ကတော့ဒီဒါ Gaston Edu ဆိုတဲ့သူတယောက်ရှိတယ်ပေါ့နော်။သူကအဲ Argentina journalist တင်ပါတယ်။သူပြောတာလေးဆိုတော့ဂနာချူကတော့ဒီနွေရာသီအပြောင်းရွှေ့မှာအသင်းပြောင်းဖို့ပေါ့နော်စဉ်းစားထားတယ်၊ဆုံးဖြတ်ထားတယ်။အကယ်လို့အသင်းပြောင်းမယ်ဆိုလို့ရှိရင်လည်းပဲ Premier League မှာပဲသူကဆက်ပြီးတော့ကစားချင်တာပေါ့။အဲ့ဆိုတော့ဟိုဒီကစားမကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတဲ့ Premier League ထိပ်သီးအသင်းတွေဟာဆိုလို့ရှိရင် Arsenal နဲ့ Chelsea တို့ကထိပ်ဆုံးကနေပါဝင်နေတာဖြစ်တယ်ပေါ့ တော့ကာနာချူအနေနဲ့အပြောင်းအရွှေ့ဖြစ်မယ်ဆိုရင်တော့သူချူပရီးမီးယားလိပဲပြောင်းခြင်းနေပေါ့နော်ဒါဟာအသင်းအတွက်တော့တော်တော်ကိုခဲရင်နိုင်တဲ့အခြေအနေမျိုးပေါ့နော်ကာနာချူရဲ့အခြေအနေနဲ့ပတ်သက်လို့ကျွန်တော်ဆုံးဖြတ်ချက်ချမယ်ရောင်းဖို့ကြိုးပမ်းမယ်ဆိုရင်မရောင်းအောင်လို့သိတယ်မနော်အပါလို့တော့ပြောတာတော့မဟုတ်ဘူးဒါမျိုးလေးကျွန်တော်တို့ကာနာချူကူပရီးမီးယားလိကလတီနေတဲ့လက်လွတ်ဖို့ကြိုးပမ်းတာကဘယ်လိုမှန်ပေါ့နော်အဆင်ပြေမယ်လို့တော့ကျွန်တော်မထင်ဘူးအဆင်ပြေမယ်လို့မထင်ဘူးဆိုတာဟုတ်ပါတော့ဗျာကျွန်တော်တို့စကော့မက်တူမီနီတို့ဘာလို့လို့မျိုး နော်ကျွန်တော်တို့အီတလီကိုလက်လွတ်တာမျိုးအင်္ဂလန်ပြင်ပကကျွန်တော်တို့တခြားကလပ်တင်းတွေလက်လွတ်တာမျိုးနော်ကျွန်တော်ဒေးဗစ်ဒီဂီယာတို့လိုမျိုးအင်္ဂလန်ပြင်ပကတခြားကလပ်တင်းတွေကိုလက်လွတ်တာမျိုးဒါမျိုးတွေကပြဿနာမရှိဘူးဆိုတော့ပရီးမီးယားလိကိုကျွန်တော်တို့ကိုယ့်ရဲ့အဓိကပြိုင်ဘက်တွေကိုလက်လွတ်မယ်ဆိုရင်နံပါတ်1လက်မလွတ်တင်ဘူးအကယ်လို့လက်လွတ်မယ်ဆိုရင်ဈေးကိုလုံးဝလုံးဝတန်အောင်တောင်းပြီးမှကိုကျွန်တော်လက်လွတ်တင်နေတယ်မှာပါတယ်နော်ဆိုတော့အဓိလက်မလွတ်ဖို့တော့ကြိုးပမ်းမှာဒါအရေးကြီးဆုံးပဲဘာလို့လဲဆိုတော့ကိုတင်းရဲ့ ဒီဘယ်လိုမလို့အပြောင်းအရွှေ့နဲ့ပတ်သက်လို့အလုပ်လုပ်တဲ့တာဝန်ရှိသူတွေကိုမယုံလို့ပဲမယုံလို့ပဲကာနာချူတော့မပြောလို့ဘူးဗောနော်မပြောလို့ဘူးဘာလို့လဲဆိုတော့ကစားမားလေးနေနဲ့သူ့ရဲ့စန်တာကိုကပရီးမီးယားလေးမှာကစားကျင်တာဗျာအဲ့တော့သူပရီးမီးယားလေးမှာကစားတာနားလေလို့ကျွန်တော်ရတယ်ကစားမားဘက်ကကျွန်တော်တွေးရင်ဟောဒါပေမဲ့လို့အသင်းအနေနဲ့လက်လွတ်မယ်ဆိုလို့ရှင်ကျွန်တော်အနေနဲ့ဒါလွယ်လွယ်ကူကူလက်လွတ်လို့ကျွန်တော်မသိဘူးဒါပါတော့ Chelsea ကိုကျွန်တော်လက်လွတ်မယ် Chelsea ဒီကိုယ့်ထက်အများကြီးပိုကောင်းနေတဲ့အသင်း ်ချယ်ဆီတွေအဆင်ပြေနေတဲ့အတင်ဂါနာဂျိုပြောင်းလဲပဲအဆင်ပြေမှာပဲချယ်ဆီမှာဒါပေမဲ့လို့ပေါ့နော်ကူရီဟာပြိုင်ဘက်တွေဖြစ်တဲ့အတွက်ပြိုင်ဘက်တွေအားသာချက်ဖြစ်သွားစီမဲ့အရာတွေကိုကျွန်တော်တို့ပေးလို့မဖြစ်ဘူးပေးလို့ကျွန်တော်မဖြစ်ဘူးเนาะဆိုတော့ဂါနာဂျိုဒီချယ်ဆီမှာဆိုလို့ချင်းလက်ရှိသူတို့လိုနေပါတယ်ဆိုတော့ left ဘာလဲဒီ left wing ဒီဘာဒီမှာကောင်းကောင်းကစားနေလို့ရှိတဲ့ကစားမပဲเนาะအသက်ကလည်းကျွန်တော်20ပဲရှိသေးတာဗျာကိုအတင်းမှာ attitude ပြဿနာတွေကြောင့်နီးပြရဲ့ပေါ့နော်နီးပြနဲ့အဆင်မပြေတာတွေကြောင့်သူ အတင်းကနေထွက်ဖို့ပါညာဆိုတာမျိုးဒီကျွန်တော်တို့ဖြစ်နေတာတကယ်တမ်းကကစားမလေးကသူ့ဟာနေသူရည်ချင်းရှိပြီးသားတိုးတက်အောင်သာလုပ်မယ်ပတ်ဝန်းကျင်ကောင်တစ်ခုရှိတယ်ဆိုလို့ရင်ခန္ဓာချက်ကအများကြီးတိုးတက်နိုင်စွမ်းရှိတဲ့ကစားမကျွန်တော်တို့လက်လွတ်ရတဲ့အကြောင်းရင်းကလည်းတိုးတက်တဲ့လောက်မတိုးတက်ဘူးဆိုတာထက်ပေါ့နော်လက်လွတ်လျရတဲ့အကြောင်းရင်းကသူ့ရဲ့ attitude ဘာနေနေပတ်သက်လို့ပေါ့နော်နီးပြကိုကျွန်တော်ဟိုလိုဒီလိုဒီပြောလို့ပဲကျွန်တော်တို့ကလက်လွတ်ရတာဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အသင်းအနေနဲ့ပေါ့နော်ဂါနာချူကိုချယ်ဆီတို့ဘာလို့တန်လက်လွတ်မယ်အာဆင်နယ်တို့ဘာလို့တန်လက်လွတ်မယ်ဆိုတေချာပေါက်ကပိုကောင်းလာမှာ ိုကောင်းလာမှာပဲသူတို့အတင်းတွေကအဆင်ပြေနေပြီဗျာအရာအလုံးကအချင်းကြီးကောင်းနေတဲ့အတင်းတွေမင်းမလာဒီကောင်းမင်းအဲ့တင်းတွေရောက်သွားရင်ရုံးကန်ပါလိမ့်မယ်လို့ထင်နေနေပိုကောင်းလာမှာပဲကျွန်တော်ရှိတာအဲ့ဒါကြောင့်ပေါ့နော်ကျွန်တော်လက်လွတ်မယ်ဆိုရင်တန်း60တန်း80လောက်တော့ရအောင်တောင်းမှဖြစ်မယ်ဒီကောင်းတွေဝယ်တာမဝယ်တာသူတို့ကန်တာတောင်းမှကုကန်တာပဲတောင်းမှကုကန်တာဝယ်တာမဝယ်တာသူတို့ကန်တာလေမင်းတို့ကြိုက်ရင်ဝယ်မင်းတို့မကြိုက်ရင်မဝယ်နဲ့မင်းတို့တန်တယ်ထင်ဝယ်တယ်မင်းတို့မတန်တယ်မထင်မဝယ်နဲ့ဒါပဲရှင်းရှင်းလေးရဟုတ်တယ်မလားနော်ရှင်းရှင်းလေးရဗျာဆိုတော့ဒါကြောင့်ပေါ့နော်လက်ရှိ အသင်းအနေနဲ့ဂါနာချူကိုဒီ Chelsea တို့ပေါ့နော်အာဆင်နယ်တို့ရဲ့ဘက်ကစိတ်ဝင်စားနေတယ်လက်ရှိချင်းကြီးတော့အသင်းစီကိုတရားဝင်ကန့်လန့်လာနေပါတယ်လောက်တာမျိုးဒီမရှိသေးဘူးဂါနာချူကတော့ပရီးမီးယားလိမှာပြောင်းချင်တယ်ပေါ့နော်ပရီးမီးယားလိမှာပဲသူကစားချင်တယ်ပေါ့ဗျာဆိုတော့အသင်းဘက်ကတော့တန်း40ကနေပြီးတော့တန်း60ကြာရဖို့အတွက်မျှော်လင့်ထားတာပြည်ထနာကဒါဟိုတန်း40တို့ပါလို့ဆိုလို့ကျွန်တော်နာပိုလီတို့အင်တာမီလန်တို့လိုမျိုး ပြည်ပကလပ်တီးတွေကကျွန်တော်ဖြစ်ရင်ဖြစ်မှာပေါ့လေနော်ဒါပေမဲ့လို့ပြည်တွင်းကလပ်တွေကရောင်းမယ်ဝယ်မယ်ဆိုလို့ရှိရင်တန်း60လို့တန်း80တို့ရအောင်တောင်းဖို့ကျွန်တော်ကြိုးစားရမှာပဲဆိုတော့ဒီကကာနာချူနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်ဖြစ်မလဲကျွန်တော်ကြည့်ရမယ်ဒါပေမဲ့လို့ပေါ့နော်ကာနာချူရဲ့အပြောင်းအရွှေ့ဟာပရီးမီးယားလိမှာဖြစ်မသွားဘူးအရေးကြီးတယ်အာအော်မူးနေတာဆရာကြီးနှစ်ထင်းနေပါကြီးကြိုက်နေပြီးတော့နော်တံမြာသီးရှူရတဲ့အချိန်တွေရောက်ကုန်ပြီတံမြာသီးရှူရတဲ့အချိန်တွေရောက်ကုန်ပြီ ယူရိုတန်း90လောက်တောင်းအောင်ပါဗျာတဲ့ပေါင်တန်း60ကျော်တော့ရမှအဆင်ပြေပါတယ်နော်အာဆင်နယ်ကောမင်ဆိုလို့ရှိရင်တော့တေးကြတဲ့တန်း80တဲ့ချယ်ဆီဆိုတန်း90အလောက်နဲ့ကိုရောင်းပြရမှာတယ်အန်သူ့အေဂျင်ကတရင်တရင်တူတွေလွင့်နေတာပါတဲ့ဒါလည်းဖြစ်နိုင်တာပဲဒါလည်းဖြစ်နိုင်တာပဲနော်ဘလို့ဟာငါ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 ကစားမကူတော့ဟိဘယ်အသင်းကမှခုတ်ဘူးမကြိုးပမ်းသေးဘူးဟုတ်လားနော်โอเคတခြားကလပ်အသင်းတွေရဲ့ဘက်ကစိတ်ဝင်စားလာအောင်လို့ငါဒီလိုလေးတရင်လွင့်လိုက်ပြီဆိုပြီးတော့ ဒါနဲ့ list တွေကိုကျွန်တော်တို့ဒါပေါ့နော်လွင်ကိုင်းတာလေးကျွန်တော်ဖြစ်ချင်းဖြစ်မှာပဲပုံသေးရကျွန်တော်ဘာမှပြောလို့ရမလို့ဒီလောကဒီတိုင်းပဲလက်ပံနေကြတာဟုတ်တယ်မလားဒီလောကဒီတိုင်းပဲနော်ကိုအေဂျင်ကဒီ journalist ကိုသတင်းပေးပေးပြီးတော့ပတ်စံပေးပြီးတော့သတင်းလွင်ကိုင်းလိုက်ဘာလိုက်ဖြစ်နေတာဗျာရိုမန်နိုဘာလို့ဆိုတော့အဲ့လိုပဲလေလူငယ်ကစားမလေးတွေကိုကျွန်တော်တို့ဒါ promote လုပ်တယ်အဲရိုမန်နိုစီကနေပြီးတော့ဟာဘလို့ talent ရှိတဲ့ကစားမလေးကတော့ဘသူစီးရင်နေမှာပါနေတယ်ဘာညာပေါ့နော်ကျွန်တော်ကာနာချူနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကတော့အများကြီးပြောစရာမလိုဘူး ပရီးမီးယားလိဂ်ကလပ်တင်းတွေကိုအတင်းဘက်ကလွယ်ကူကူလက်မလို့ဖို့ကျွန်တော်အရေးကြီးတယ်။ပြောင်းမယ်ဆိုလို့ရှင်ပြားတဲ့အတင်းဘက်ကဈေးပိုတောင်းတင်တယ်တဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်တည်တဲ့တောင်းမယ်ဆိုရင်တဲ့โอเค Vida Gugres ကိုရစီချင်တာဗျာโอเคပါ။နီးပြားနဲ့အဆင်မပြေဘူးဆိုတာထက်ကိုပြားတယ်နော်။မင်းတို့ကရန်ကောက်လို့ပြောင်းကျင်တာပါလေနော်။မင်းမငေါ့ပါဘူးဟုတ်တယ်နော်။ဘယ်ဟူငေါ့အောင်မှာတော့နော်။ကနာချိုတို့မြင်တော့သဘောကျတာကျွန်တော်တို့နော်။အလဟန်ဒရိုကနာချိုတို့ကိုတော့သဘောကျတာဟုတ်တယ်မလားနော်။ ကြောင်းပါစီပြားတဲ့နော်အဲကွန်ကဘာလို့နိုင်မှာမလို့တဲ့အဲဘာလို့နိုင်လဲဒုက္ခပြနေနေလေကိုသိန်းကိုဒုက္ခပြနေနေလေဟုတ်တယ်မလားခြေစီးကပဲတဲ့စိတ်ဝင်စားတာထင်နေတဲ့နော်တရားဝင်ကလန့်မှုကတော့မလုပ်သေးဘူးတဲ့အခုချိန်ကြီးတော့ဘယ်အသိန်းကမှန်ခန္ဓာချုံနဲ့ပတ်သက်လို့တရားဝင်ကလန့်တာတွေကျွန်တော်တို့မလုပ်သေးပါဘူးနော် Okay ဆိုတော့အံပူမူကလည်းဘာကြောင့်ကြံ့ကြာနေတာလဲကျွန်တော်မသိပါဘူးနော်နောက်ဆုံးရတာတဲ့တရင်ကတော့ကလတ်တင်းနှစ်ခုကြာဆွေးနွေးနေတယ်ဆိုတဲ့တရင်ကလွှင့်ကျွန်တော်ဘာမှတတ်မထားသေးပါဘူးနော်နောက်ထပ်တရင်တစ်ခုကကျွန်တော်တို့ဒီ ဂိုးသမားနဲ့ပတ်သက်လို့ပေါ့နော်ဒီညမှာ Manchester United နဲ့ Manchester City တို့နှစ်သင်းစလုံးက PSG ဂိုးသမားဖြစ်တဲ့ Donnarumma ကိုစိတ်ဝင်စားနေကြတယ်ပေါ့အဲ့ဒါလိုပဲ Lindy အသင်းရဲ့23နှစ်ပဲဂိုးသမား Lucas Chevalier ကိုလည်းနော်ကျွန်တော်တို့ဒါစိတ်ဝင်စားနေကြတယ်ပေါ့ Aston Villa အသင်းကလည်းဒီဂိုးသမားကိုချိတ်ဆက်မှုတွေရှိထားတယ် Lindy အသင်းရဲ့ဘက်ကတော့2029မှာတက်တန်းကုန်ဆုံးမဲ့ဒီဂိုးသမားလေးရဲ့လက်ရှိစာချုပ်ကိုတက်တန်းတူဖို့အတွက်ကြိုးပမ်းနေစေဖြစ်နေတယ် ဒါပေမဲ့လို့ဗောနော်ရောင်းမယ်ဆိုရင်တော့ပြောင်းရွှေ့ကြီးယူရိုတန်း80အထိကိုမြင့်တက်နိုင်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်လူကတ်ချေဗလီယာယူရိုတန်း80 90ယူရိုတန်း80ဒီဂူဒမားလေးရဗျာသူတို့ပြင်သစ်လီဂူမှာဆိုလို့ချင်းတော့လူပြောများတဲ့နေရာမှာတော့ပါတယ်ဗောနော်ဒါပေမဲ့လို့ဂူဒမားတယောက်ဗျာဂူဒမားတယောက် 2029မှာတက်တန်းကုန်မှာတော့ဘလောက်မှမကျင်တော့ဘူးဒါ line ကြီးကတော့တက်တန်း2ဘုလုတ်နေတာတော့ဒါဒါတကန်နာဗျာနော်တက်တန်း2ဘုလုတ်နေတာတော့တကန်နာယူရိုတန်း80ဆိုရင်တော့မင်းဒီကူသမားကိုဘယ်သူမှခေါ်မမထင်ဘူးဘယ်သူမှခေါ်မမထင်ဘူးနော်ဟိုကူသမားကောင်းလေးမှုအနာဂတ်မှာအများကြီးပူပြီးတော့တူးတက်လာနေတဲ့ကူသမားလေးမှုလို့ဒီလောက်ထိဈေးခေါ်တာပါညာနားလေလို့ရတယ်ဒီကြပေါက်ကတော့ကျွန်တော်ကတော့ဒီပြင်တဲ့ကူသမားလေးကိုဘယ်သူမှအဲ့လောက်ကြီးခေါ်ဘူးချိုးပန်းလေးမယ်လို့ကျွန်တော်မထင်ဘူး Manchester City ရဲ့ဘက်ကလည်း ဲ့တော့ဒီဘယ်လိုလဲဒွန်နရူမာတို့ဘာတို့ကိုလိုချင်နေပေါ့နော်အဲဒွန်နရူမာဆိုတာကလည်းသူတမင်တော့သူကိုယ်တိုင်က PSG တို့ဘာတို့မှာစိန်ခေါ်စရာတွေဘာမှမရှိတော့ဘူးနော်ဆိုတော့ခါကျတော့သူကလည်းအစ်ပြောင်းချင်တာပရီးမီးယားလိတို့ဘာတို့ကို City တို့ဘာတို့ဆိုလို့ရှိရင်အရာအလုံးအဆင်ပြေနေပြီသားဆိုတော့ဒွန်နရူမာနေနဲ့ပြောင်းချင်လဲပြောင်းသွားမှာပေါ့လေဒါပေမဲ့လို့ဒီကူသမားလေးကိုလည်းကျွန်တော်ကအမှန်ကန်ခေါ်ဖို့လုပ်ကြမယ်ပြဿနာကလက်ရှိပေါ့နော်ဒီပါလဲဒီဈေးကွက်တန်ကြီးတော့မှယူရိုတန်လုံးတန်30လောက်ပဲရှိတာသူတို့ကတန်80လောက်ကြီးလိုချင်တာဆိုတော့အပြောင်းအလဲကတော့မဖြစ်ဘူးကျွန်တော်များပါတယ် အခုချိန်ဒီလည်းအတင်းဘက်ကတရားဝင်ကင်းလန်းတာတွေပါတယ်တော့ဗောနော်လှုပ်ထားသေးတာတွေကျွန်တော်မရှိဘူးကျွန်တော်တို့သိတဲ့အတိုင်းပဲကိုအတင်းရဲ့ကိုသူမအပြောင်းရွှေ့အခြေအနေဒီလက်ရှိအန်ဒရယ်အိုနနာထွက်မှကျွန်တော်တို့ရမှာပါနော်အိုနနာထွက်မှကျွန်တော်တို့ကရောင်းချအောင်တခြားကိုသူမတွေကိုကျွန်တော်ခေါ်နိုင်မှာလက်ရှိဒီကိုသူမကျွန်တော်တို့ဒါလူကက်ရှီဗာလီယာဆိုလို့ရှိရင်လည်းဒီတိုင်းပဲအတင်းဘက်ကခေါ်ဖို့မလွယ်ဘူးနော်တန်း80ပါညာဆိုတာကအတင်းဘက်ကအဲ့လောက်ထိပမာဏသုံးသွားဖို့မရှိပါဘူးနော်ဆိုတော့2029မှာတရန်ကုန်မယ်လိုင်းလီဘက်ကလည်းတရန်တူဖို့သူတို့လုပ်နေပါတယ် အက်စတိုမီလာကတော့အခြေဆက်တွေလောက်ထားတယ်ဆိုတော့တခြားမဟုတ်ဘူးပြသူတို့ကိုသူမအီမီမာရီနက်စ်ကထွက်မယ်ဆိုတော့ဂျီဗာရီယာကိုသူတို့လိုချင်တာဒါကတော့နားလေလို့ရတယ်ဒါပေမဲ့လို့တန်း90ကြီးသူတို့တုံးလို့မရဘူးအက်စတိုမီလာဟာဒီနွေရာဒီအပြောင်းရွှေ့မှာအဲဒီ FFP တို့ PSR တို့ကြောင်းပေါ့နော်စိတ်ပူစရာအကောင်ဆုံး risk အများဆုံးအသင်းမှာသူတို့အနေနဲ့ခေါ်လို့ပြုလို့ကျွန်တော်ရမှာမဟုတ်ဘူးဆိုတော့ကိုအသင်းဘက်ကခေါ်မယ်ဆိုရင်တော့မှတန်း90ကတော့ဘလူးမတ်ကိုမတန်ဘူးပေါ့နော်အနာဂတ်မှာကောင်းကောင်းကောင်းနိုင်တဲ့ကုသမလေးတယောက်ဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့လို့ဘလူးမတ်မလွယ်ပါဘူးเนาะဘလူးမတ်မလွယ်ပါဘူး။ဆိုတော့ ဒီကစားမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သက်တီထဲမှာတော့အလောက်ကြီးကြီးရင်းနှီးမှုကျွန်တော်ရှိခြင်းမှရှိမှာပေါ့လေရှိခြင်းမှရှိမှာပေါ့နော်တော်တော်လေးပဲစောင့်လို့ကျွန်တော်ကြည့်ရမှာပေါ့နော်မင်္ဂလာပါโอเคပါဆရာသမားမင်္ဂလာပါတဲ့ Vita Gucris နဲ့ Ampwe Mo ရဲ့ Dandie ကို Divine နဲ့လုပ်မယ်လို့တော့ကြားရပါရဲ့မလုပ်ပါအောင်နော်ဘယ်ဘယ်အတိအနေကြားလာလဲမသိတော့ခါပဲနော်ဟို Gucris ကဘာမှတော့မသိရလေဟို Dandie တောင် Divine နဲ့လုပ်အောင်မယ်ဆိုနေတော့နေနေတော့ကျွန်တော်အနေနဲ့မတော့များရတယ်ဗျာနော် အမ်နောက်ပြန်မြန်မာပွဲတော့ကျွန်တော်လုပ်ပြီးပါမလုပ်ပါဘူးဆရာတမိုင်းနော်ကျေးဇူးများတယ်ပါလေ alright တကယ်အာယုံမဲ့ပြားရတယ်နော်အန်ဘူမိုသတင်းတွေကလည်းပျောက်တယ်ရောင်းမဲ့သူတွေကလည်းရောင်းမဲ့သူတွေပဲရှိတယ်တဲ့နော်အဲရောင်းမဲ့သူတွေကလည်းဝယ်မဲ့သူမရှိဘူးဆိုတော့ရောင်းမဲ့သူတွေကလည်းဝယ်မဲ့သူမရှိတာကပြဿနာတော်ကြီးတယ်ပဲတိလား sorry တွေကလည်းအခုချိန်ထိသူများအသင်းကစားမားတွေသာစိတ်ဝင်စားနေတာနော် sorry club တွေရဲ့ဘက်ကလည်းမစိတ်ဝင်စားဘူးကိုရီကစားမားတွေကိုအခုဆိုကျွန်တော်ကြည့် rush ဖို့ဗျာဟိုသတင်းထွက်ဒီသတင်းထွက်ဖြစ်တယ် ါပေမဲ့လို့ဘသူမှတကယ်ခေါ်ဖို့ကြိုးပမ်းမနေဘူး။ဟိုတခြားဒီကာနာချူတို့လည်းအခုချိန်ထိတရားဝင်ကြိုးပမ်းလာတဲ့အသင်းမရှိသေးဘူး။ကက်ဆမဲရူးဆိုလို့ရှိရင်ပြောသေးလား။မင်းဘယ်အသင်းကမှရှိတယ်လို့တော့ထင်ချင်မှထင်ကြတော့မှာ။ချီနီကမဟန်မှုပြောသေးလားဆိုတော့နင်းတော့တိုင်ပတ်ပါတယ်နော်။ကိုအသင်းကအပြောင်းရွှေ့ကတော်တော်တိုင်ပတ်တယ်ဆရာသမားကြီး။ဆိုတော့အမ်ဘူမိုးရဲ့အပြောင်းရွှေ့ကတော့ကျွန်တော်ကလပ်တင်းနှစ်ခုကြာဆွေးနွေးနေတယ်ဆိုတော့ကျွန်တော်တို့ကပီမန့်ထန်းနေဒါတွေကိုဆွေးနွေးနေကြတယ်ထင်ပါတယ်။တို့အနေနဲ့ဘလောက်နဲ့ပေါ့နော်။ဟိုထားပါတော့ဗျာ။ဟိုဘယ်လိုပြောရအောင် တန်60တော့ဟုတ်ပြီဟိတန်50ရင်းပြီးမယ်10တန်းကိုအပူစုကြီးပြီးမယ်ဒါမျိုးကိစ္စတွေကိုဆွေးနွေးနေကြတယ်လို့ပဲကျွန်တော်ထင်တယ်။နောက်ဆိုတော့ထားပါဒါကနေ့ကတော့လက်ရှိ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေပေါ့နော်။ထပ်ပြီးတော့ breaking news တွေပါတယ်ပေါ့နော်ကျွန်တော်တို့ကဘာတွေတက်လာအောင်လဲကျွန်တော်ကြည့်ရမှာပေါ့လေ။လန်နီကဂူဒမားလေးကားတယ်နော်တော်တော်ကောင်းနေတယ်မှာပါတယ်တဲ့နော်။ Okay ဗာဒါပေမဲ့တန်း90ရတော့ဗျာဘယ်သူမှခေါ်ဘူးကျူးပန်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးနော်။ Martinez နဲ့ Marcus Rashford နဲ့အလဲထက်လို့ရင်ကောင်းမယ်ဗျာတဲ့နော်။အဲ ရက်ဘူကိုတန်း40လောက်တန်း50လောက်ရရင်ရောင်းအောင်ပါဆိုတော့ကျွန်တော်တို့ကငွေလူချင်တာဆိုတော့ဂူသမားတွေနဲ့အပြောင်းလဲလုပ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးရက်ဘူကလည်းအက်စတိုမီလာကိုသူမပြောင်းချင်ပါဘူးအထူးသဖြင့်ချန်ပီယံစ်လိဝင်ဝင်မရလို့ပေါ့နော်ရက်ဘူကချန်ပီယံလိကစားရတဲ့အတင်ကိုပြောင်းချင်တာဆိုရင်ပေါ့နော်ဦးနိုင်ဆိုင်မွန်ဆိုရင်တော့ဗျာတဲ့ဦးနိုင်ဆိုင်မွန်ကတော့အတင်းဘက်ကမကျူးပန်းမှုပြအဲ့ဒါကပြဿနာကြီးတယ်နော်ဆိုတော့ဂူသမားတွေရရှိပါတယ်ဂူသမားတွေကဈေးကွက်ထဲမှာပေါ်တယ်ပြဿနာကကိုအတင်းရဲ့ဘက်ကလည်းရှိဦးနနာရှိနေတယ်တော့ဘယ်သူမှခေါ်ဖို့မကျူးပန်းတာဦးနနာကြီးကိုရောင်းထွက်ပြီးခေါ်ချင်တဲ့အတင်းရှိတယ်ဆိုမှ ကျွန်တော်ကကိုသမားအစားထိုးမှာမဟုတ်ရင်ဦးနန်းနားနဲ့ပဲကျွန်တော်ဆက်သွားမှာပါနော်ကိုသမားကိုပြောင်းစီကျင်တာတဲ့အတင်းကဘလို့မှအဆင်မပြေဘူးတဲ့ကိုဒီကိုသမားနဲ့ဆိုရင်တဲ့နော်โอเคခန္ဓာချိုးကပြားတဲ့ဘာလို့ပြိုင်ပက်အတင်းဒီမှာပြောင်းကျင်ရတာလဲတဲ့အဲဒါတော့ပြကစားမအောင်အပြစ်ပြောလို့မရဘူးပြတိလားကိုအတင်းနဲ့အနာဂတ်မရှိတော့ဘူးဆိုမှတော့သူလည်းပဲသူ့အနာဂတ်မှာပိုကောင်းနိုင်တဲ့ option တွေကိုသူရွေးရမှာပဲလေနောက်အခုကလည်းမြို့ခံပြိုင်ပက်ကြီးဒီအခါသီးဆုံး Liverpool အတင်းတို့မြို့ခံပြိုင်ပက် Manchester City တို့ပြောင်းလို့အကျိုးပန်းနေတာမျိုးမှကျွန်တော်မဟုတ်တာဒါကကျွန်တော်နားလေလို့ကျွန်တော်ရတယ် ိုင်းပဲလို့နော်ခုနပြောလိုမျိုးအဲဒီလိုပြိုင်ဘက်တွေကိုပြောင်းနေဆိုတာလည်းကစားမလေးကိုတော့အပြစ်တော့ပြောလို့မရဘူးတည်ရမလားကိုအသင်းမှလည်းကိုရီးယားမထားခြင်းဘူးသူများအသင်းလည်းမပြောင်းစေခြင်းဘူးဆိုရင်တော့မဟုတ်သေးဘူးလေကစားမလေးဘက်ကတော့သူ့အနာဂတ်နဲ့တင့်တော်တဲ့သူ့ကစားမဘွားကိုတိုးတက်အောင်လုပ်ပြီးနိုင်မဲ့အသင်းမျိုးလို့သူထင်တာကိုသူပြောင်းမှာပဲအဲ့ဒါကကျွန်တော်တိတ်ပြီးတော့ပြဿနာမရှိပါဘူးအမူမူကားတဲ့စပားကိုရောက်မယ်ဆိုပြီးတော့တရင်ထွက်နေတယ်တဲ့နော်။ Okay ပါ။ဆိုတော့ဒါအမှန်ကန်တရင်လက်ရှိရောက်လာတဲ့ခါကျမှကျွန်တော်ကြည့်ရမှာပေါ့လေ အသင်းနေတဲ့နေရိုနံပါတ်10နေရာမှာတဲ့အမ်ဘူမိုအပြင်ပလန်ဘီရှိသင့်နေပြီလို့ထင်နေပြားတဲ့နော်အဲဒါကလည်းမှန်တယ်ကျတို့အမ်ဘူမိုရဲ့အပြောင်းအရွှေ့ကဘာမှမသိဘူးကစားမကတော့အသင်းကို လာခြင်းနေဆိုပေမဲ့ကလပ်သင်းနှစ်သင်းကြားကျတို့ဘောနဆွေးနွေးမှုတွေလုပ်နေတာတွေကဘလို့မှအဆင်မပြေသေးဘူးဖြစ်နေတာဒုတိယတစ်ကြိမ်ကန်လန့်မဲ့အချိန်ကြီးကလည်းကန်လန့်မှုပြင်ဆင်ထားတယ်ဆိုတာကလည်းသတင်းတွေကမတက်တော့ဘူးနော်ဆိုတော့ကိုဒီပြောပြောရင်းဆိုရင်ဒီညမှာထွက်လာရင်တော့မသိဘူးဗောလေတရားတာတစ်ခုကတော့ တို့အနေနဲ့ပေါ့နော်ဟိုဒီလောက်နေတော့မရပါဘူးအကယ်လို့မြန်မတင်မပဲနဲ့အမ်ပူမူကိုမရခဲ့ဘူးဆိုလို့ချင်းဘာတွေဆက်လုပ်မလဲဟုတ်တယ်မလားဒါလည်းကျွန်တော်ရှိသေးတာအဓိကတော့ဗျာတဲ့လစာတွေတမင်ပုံပေးခဲ့တာကြောင့်ကိုတင်းကကောင်တွေကလည်းတဲ့လစာရအောင်ယူမဲ့ကောင်တွေကြီးပဲတဲ့ဒါကြောင့်လည်းအပြောင်းရွှေ့တွေကပေါ့နော်အပြောင်းရွှေ့တွေကကြန့်ကြာနေရတာပဲတဲ့နော်အမှန်မဲဆရာသမားကြီးအမှန်မဲကိုတင်းဘက်ကရောင်းချင်ရောင်းမထွက်ဘူးဆိုတာအဲ့လစာပြဿနာတွေကြောင့်ကျွန်တော်ပါတယ် ဆိုတော့ okay ပါဆရာသမားရေနော်ခြေတိမြိုင်းတင်ပါတယ်ခြေတိမြိုင်းတင်ပါတယ်ဆိုတော့ကျွန်တော်ဒီညတော့အကြာကြီးမပြောတော့ဘူးဗောနော်ဆိုတော့ဒီနေ့ညမှာ breaking news တွေပါတယ်ထပ်ပြီးတော့တက်လာရင်ပြင်ပေးပါအောင်မယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ပြင်ပြီးတော့တွေ့ကြပါမယ်ဆိုတော့ကြည့်ရှုပါပြီးတဲ့ညီကူများလုံးကိုခြေတိမြိုင်းတင်ပါတယ်